တော်ဘောအညောင်းဟာဆယ်ရောအားလုံးမင်္ဂလာပါရှင်ဒေစီကိုရီးယားလန်ဂွေ့ဂျ်လန်ရဲ့အချိန်ကကိုရီးယားဘာသာစကားသင်တန်းလေးကနေပြောချင်လိုက်ပါတယ်။အဲဒါဆိုလို့ရှိရင်ချေတို့အရင်နေ့တွေကဂျီလဲလေးလာပြွားဤတရလဲလေးလာပြွားဤဂျီနဲ့တရနော်ချေတို့ဒါဂျီနဲ့မူရင်တရပေါ့ဂျီနဲ့မူရင်တရချေတို့ဒါပေါင်းဆက်ခြင်းနေလဲချေတို့ဒါလေးလာပြွားဤမိနစ်နေလဲရမယ်လို့ထင်တယ်နော်သင်ခန်းစာကြီးလဲသိချာရမယ်လို့ထင်ပါတယ်။ဟောဒီတစ်ခါတော့ချေတို့ကပေါင်းဆက်တရလေးတွားကြပါမယ်။ ောင်းဆက်တရပြီနော်အဲ့တော့ပေါင်းဆက်တရဆိုရင်7လုံးရှိပါတယ်ပေါင်းဆက်တရဘယ်နှလုံးလဲဆိုရင်ခြေထား7လုံးရှိတယ်အဲ့တော့တရစုစုပေါင်းဘယ်နှလုံးရှိရလဲဆိုရင်ပြန်ပြောမယ်နော်တရစုစုပေါင်းတိခြေထား20 3လုံးရှိပါတယ်အဲ့ဒီမှာမှတခြေကိုမူရင်းတရတိ10လုံးမူရင်းတရ10လုံးရှိပြီးတော့ပေါင်းဆက်တရတိခြေထား7လုံးရှိပါတယ်ပေါင်းဆက်တရကိုတကယ်ကိုကိုရီးယားလို့ပြောချင်တယ်ဆိုရင် e june မို့ om လို့ခေါ်ပါတယ် အင်ဂျုံမိုအုံနော်အင်ဂျုံမိုအုံဆိုတာဒီလိုဒါပေါင်းစပ်တရာကိုပြောရဲပေါ့နော်ဆယ်ဆက်တလုံးရှိရဲကဲအဲ့တော့သူကပေါင်းစပ်တရာဆိုတဲ့အတိုင်းပဲဆယ်တို့မူရင်းတရာတွေကိုပေါင်းစပ်ထားတာနော်မူရင်းတရာတွေကိုဆယ်ကပေါင်းစပ်ထားတာလေးပါအဲ့တော့ကြည့်အောင်ပထမဆုံးပေါင်းစပ်တရာတိအဲအဲအဲဒီမူရင်းတရာအာနဲ့မူရင်းတရာအီနဲ့ကိုပေါင်းထားရဲပေါ့အဲဟုတ်ပြီနော် အာပေါ့ရေအရင်ဆုံးချေအာအပေါ်ကနေအောက်ချေကဖရားနေညာမြင်းတို့လေးတကြောင်ချေအာလေးဆွဲမယ်ပြီးတော့ရှင်နောက်တစ်ခါကျအီအီလေးဆွဲလိုက်မယ်ဆိုရင်ချေကအာနဲ့အီနဲ့ကိုပေါင်းထားလေးဆိုအဲအဲနော်တော့ဒီမှာချေအကြီးလေးနဲ့ပေါင်းလဲပဲဆိုတာအဲဆိုတဲ့တန်လေးပဲထွက်တယ်နော်အဲဆိုတဲ့တန်လေးပဲထွက်ပါတယ်ကဲအဲပြောရရင်နောက်တစ်ခွာကြတော့ရေရေရေတီးချေလို့ရာနဲ့အီနဲ့ကိုပေါင်းမယ် ရာနဲ့အီနဲ့ကိုပေါင်းပြီးတော့ဆက်ထုတ်တာရေရေဟုတ်ပြီနော်ရာနဲ့အီနဲ့ကိုပေါင်းပြီးတော့ဆက်ထုတ်တာရေအဲ့တော့အရင်ဆုံးချက်ကရာလေးရေးမယ်ပြီးတော့အရင်ချက်အီလေးနဲ့ပေါင်းမယ်ရေရေအဲ့တော့ရာပလက်တန်ဆိုချက်ဘာဖြစ်သွားလဲဆိုတော့တွေ့လားချက်ညနှစ်ကြောင်းနဲ့နော်ညင်းတုံလေးနှစ်ကြောင်းနဲ့ရာပလက်တန်ဆိုတော့ကဲနောက်တစ်ခုကြည့်ရအောင်အဲရေပြီးတော့ရင်နောက်တစ်ခုကကြတော့အဲရေအဲ ရဲအဲ့ဒီဂျေရိုအောနဲ့အီနဲ့ပေါင်းမယ်နော်အောဒီဂျေရိုတာခရီးနဲ့ညာမြင်းတူလေးကအရင်ဆွဲပြောမှာနော်ဘွားနဲ့အောင်မြင်းရှိဆိုရင်အဲ့ဒီအောနဲ့အီနဲ့ကိုပေါင်းပြီးရောဂျေရိုတာအဲအဲနော်နောက်ရဲကလည်းအတိုင်းပဲယောနဲ့အီနဲ့ကိုပေါင်းပြီးရောဂျေရိုတာရဲယောနဲ့အီနဲ့ကိုပေါင်းပြီးရောရဲနော်အဲရဲအဲရဲဟုတ်ပြီနော်အဲ့တော့ပြောမယ်ဆိုရှင်တို့ရှေ့မှာတင်ခဲ့တာဒီ အေပေါ့နော်ဂျေအာနဲ့အီနဲ့ကိုပေါင်းလိုက်တယ်ဂျေဒါအေအခုကကြတော့ဂျေအေအေရကြတော့အောနဲ့အီနဲ့ကိုပေါင်းပြီးရောဂျေဒါအေအောနဲ့အီနဲ့ကိုပေါင်းပြီးရောအေနော်အဲ့တော့ဒီနှစ်ခုကအတန်ထွက်ကအတူတူပဲထွက်လို့ရတယ်ဂျေနောက်ပိုင်းခါးချောင်းနေရာမှာတွေ့လို့ရှိရင်အတန်ထွက်ကဂျေဒါအေလို့ထွက်လိုက်ရလို့အေလို့ထွက်လိုက်ရပြောရမယ်ဆိုဂျေဒါအတန်ထွက် တူတယ်နော်ဒီအပေါ်က air လေးကိုရှေကအဲလို့ထွက်လဲရတယ်အောက်က air လေးကိုရှေကအဲလို့ထွက်လဲရတယ်ပြောရမယ်ဆိုနှစ်ခွရှေကအတန်ထွက်ကပြီးပြီးတော့မကွာဘူးเนาะအဲ့တော့ចောင်းသားရနောက်ပိုင်းဘယ်လိုရှိလဲဆိုတော့နောက်လေးလာပါများပါလို့ရှိရင်အတန်ထွက်လေးတွေကရှေကအတူတူပဲဖြစ်သွားတယ်ပေါ့နော်အတူတူရှေကထွက်လို့ရပါတယ်နောက်တစ်ခွကြအတိုင်းပဲရှေကနောက်တစ်ခွကြပါလဲဆိုလို့ရှိရင်ရေရေနော်မာကြလို့ရှိရင်ရှေကဒါရေနော်အဲ့တော့အဲ့ဒီရှေက ကျန်ကြီးကလက်ရရောက်တိုက်ပြောမလှဘူးတော့ဘာလို့ဆိုတော့ရှယ်ဒီအော်စခရီမှာဆွဲရအောင်ဆိုတော့လေဒီမှာပြထားတဲ့အတိုင်းလေးရေးနော်ဒီမှာပြထားတဲ့အတိုင်းလေးရေးနော်အဲ့မှာလှလိုက်မယ်အဲ့တော့ရေရေဟုတ်ပြီနော်ကျေတို့တို့လည်းအတိုင်းမဲ့ရှုကအတန်နဲ့ထွက်လို့ရရပေါ့နော်အပေါ်ဟာကိုရေးလို့ထွက်လဲရတယ်အောက်ကဟာကိုရှယ်ဒီရေးလို့ထွက်လဲရတယ်နှလုံးကအတန်ထွက်လိုက်တာရှယ်တိတ်ပြောမကွာဘူးနော်အဲ့တော့ရှယ်ကနောက်ပိုင်းကျရှယ်တို့တွေကအတန်ရှယ်တတန်နဲ့လို့တောင်ပြောလို့ရပါတယ်နော်တတန်နဲ့လို့တောင်ပြောလို့ရတယ်အဲ့တော့ရှယ်တို့ အေရဲ့အေရဲ့ရပြီနော်အေရဲ့အေရဲ့ချက်လေးလုံးရပြီနော်လေးလုံးရပြီနောက်တစ်ခုကြည့်အောင်နောက်တစ်ခုပြီးလို့ရှင်ရင်ချက်အာအတန်ကြီးရအတန်ကြီးမရှိရဘူးဝအတန်လေးနဲ့လာမယ်ဝနော်ဘာနဲ့ဘာနဲ့ပေါင်းပါဆိုအိုနဲ့အာနဲ့ပေါင်းပြီးတော့ဝအိုနဲ့အာနဲ့ပေါင်းမယ်ဝအဲ့ချက်တစ်ခါတယ်ရအောင်မှတ်မယ်အိုအာဝအိုနဲ့ချက်အာနဲ့ပေါင်းတယ်အိုအာဝဒီမှာချက်ကြီးနဲ့တစ်ခါရေးပေါင်းထားတယ်နော်အာကြီးလေးနဲ့ပေါင်းထားတာဒါဝ ဝါနော်အိုနဲ့အာနဲ့ပေါင်းရင်အိုအားဝါအိုအားဝါကိုယ်နဲ့အားနဲ့ပိုင်းချေလို့ဒီ OR ဝါတခါရရအောင်ကျမယ်နော်အတန်ထွက်လေးရချေတာကာရညီပါတယ်နော် OR ဝါနော်ဘာနဲ့ဘာနဲ့ပေါင်းတာလဲဆိုရင် O နဲ့ R နဲ့ပေါင်းတယ် OR ဝါကဲဝါရပြီဆိုနောက်တစ်လုံးကြည့်အောင်ဝဲဝဲနော်ဝဲဝဲရကြတော့ချေလို့ O နဲ့ချေလို့ဒီ A နဲ့ပေါင်းလိုက်မယ်ပေါ့ ဝဲဝဲဟုတ်ပြီနော်ဆိုအိုနဲ့ဆိုအဲနဲ့ပေါင်းလိုက်မယ်ဝဲတော့တဲချင်အောင်ဆိုဘာနဲ့ဘာနဲ့ပေါင်းတာလဲဆိုရင်အိုနဲ့အပေါ်မှာတင်ခဲ့တဲ့အဲနဲ့ပေါင်းလိုက်တယ်ဝဲဝဲနော်ဝဲဟုတ်ပြီနော်အိုနဲ့အဲနဲ့ပေါင်းမျိုးဝဲအိုနဲ့အဲနဲ့ပေါင်းမျိုးဝဲအိုနဲ့အဲနဲ့ပေါင်းတယ်ဝဲနော်လုံးမှတ်မယ်အိုအဲဝဲအိုအဲဝဲအိုအဲဝဲနော်ပေါ်မှာဆိုအိုနဲ့အာနဲ့ပေါင်းတော့က o r w o r w အခုအောက်မှာ o နဲ့ a နဲ့ပေါင်းတယ် o a w o a w နော်နောက်တစ်လုံးနောက်တစ်လုံးကကြာဘာနဲ့ဘာနဲ့ပေါင်းပါလဲဆိုရင် o နဲ့ e နဲ့ပေါင်းမယ် o နဲ့ e နဲ့ o နဲ့ e နဲ့ပေါင်းပြီးတော့ o e w o e w ကျုပ်ပေါင်းတဲ့အခါမှာဒီဟာလေးကညီရမယ်နော်ဒီမှာဆိုလို့ရှိရင်ကျုပ်ဒါမညီဘူးပေါ့ဒါလေးကမညီဘူးအဲ့ဒါကကျုပ်ဒါညီရမယ် O နဲ့ E နဲ့ပေါင်းရင် OE ဝဲ O နဲ့ E နဲ့ပေါင်းလဲ OE ဝဲညီရမယ်နော် O နဲ့ E နဲ့ပေါင်းရင် OE ဝဲနော်ဒါတော့ရှင်းမှတ်မယ် OE ဝဲ OE ဝဲနော်ပေါင်းဆက်တရမှာအတန်တွေကတူပါတယ်ဟုတ်ပြီနော်ပေါင်းဆက်တရတည်းချင်လို့အတန်တွေကတူပါတယ်အတန်တွေတူတဲ့အတွက်ကြောင့်မို့လို့သူတို့ကိုကြက်မယ်ဆိုချင်တာရေးကြက်ရတယ်နော်ရေးပြီးတော့အဲ့အခုပြောတယ်လို့ကစားကနေစိုးကြက် နော်ရေးပြီးတော့ဆိုချက်နော်ဆိုတော့သုံးလို့ရပြီနော်ဝနဲ့ပေါင်းတာသုံးလို့ရပြီဒီမှာ o နဲ့ e နဲ့ပေါင်းတော့ o e ဝယ်ပြန်ပြောမယ်ဒါတို့ဝါဝါဆိုရင်ဘာနဲ့ဘာနဲ့ပေါင်းတာဆို o နဲ့ r နဲ့ပေါင်းတယ် o r ဝါ o r ဝါနော် o နဲ့ r နဲ့ပေါင်းတယ် o r ဝါနောက်တစ်ခုကကြတော့ဝယ် o နဲ့ခြေက a နဲ့ပေါင်းတယ် o a ဝယ် o a ဝယ်နော် နောက်တစ်ခုဝယ် o နဲ့ e နဲ့ပေါင်းတယ် o e ဝယ် o e ဝယ်အတန်တူတယ်နှလုံးကเนาะဝယ်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 အတန်ကတူတူပါပဲအဲ့တော့ဒီသုံးလုံးဒီချေလို့ဖာရီနဲ့ပေါင်းတာလေဆိုတော့ o နဲ့ပေါင်းတာเนาะ o ရင်းနဲ့ပေါင်းတာเนาะဒီမှာဆို o နဲ့ r နဲ့ပေါင်းတယ် w နောက်တစ်ခု o နဲ့ a နဲ့ပေါင်းတယ်ဝယ် o နဲ့ e နဲ့ပေါင်းတယ်ဝယ်အဲ့တော့ o ရင်းနဲ့ရေပဲပေါင်းတယ် O တွေနဲ့ပေါင်းတာ၃လုံးရှိရယ်နော် O R W O A W O E W ဟုတ်ပြီနော်အဲဒါကရမယ်လို့ထင်တယ်နော်ဒီ၃လုံးရမယ်လို့ထင်တယ်နော်နောက်တစ်ခါကျတော့ U တွေနဲ့ပေါင်းပါမယ်နော် U တွေနဲ့ပေါင်းမယ် U နဲ့ O နဲ့ပေါင်းလို့ရှိရင် U O W U နဲ့ O နဲ့ပေါင်းမယ် U နဲ့ O နဲ့ပေါင်းလိုက်လို့ရှိရင်ကျ U O W U O W တော်ဝေထူဝဝဆွဲရေချဝဝနော် ဟူနဲ့အောနဲ့ပါရင်ဦးအောဝေါ်ဦးအောဝေါ်နော်ပြန်ပြောမယ်နော်ဒါကသူကနည်းနည်းဘာနဲ့တူလဲဆိုခုနကဝါနဲ့နည်းပန်ထွက်ပုံထွက်နေလေးရဒီလိုလေးပေါ့နော်ချင်းချင်းလေးပေါ့အိုနဲ့အာနဲ့ပေါင်းရင်အိုနဲ့အာနဲ့ပေါင်းရင်ဝါအိုနဲ့အာနဲ့ပေါင်းရင်ဝါအိုအားဝါအိုအားဝါဟူနဲ့အောနဲ့ပေါင်းရင်ဝေါ်ဦးအောဝေါ်ဦးအောဝေါ်အားရရဲ့နော်အိုအားဝါဦးအောဝေါ် o a w a u o w o နော်ဒါချင်းဆိုရမယ်မဟုတ်နော်သကလုံးတွေလည်းမြင်အောင်ကြည့်ရမယ်နော်သကလုံးတွေမြင်အောင်ကြည့်ရမယ်ရေးပြီးတော့ကြက်မယ်နော်ရေးပြီးတော့ဆိုပြီးတော့ကြက်နော် o a w a o နဲ့ a နဲ့ပေါင်းနဲ့ o a w a u o w o u နဲ့ o နဲ့ပေါင်းနဲ့ u o w o နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဝဲနော်ဝဲအတန်းထွက်တွေတူတယ်နော်ခြေပြောပါအတန်းထွက်တွေကတူတယ်တူတဲ့အတွက်ကြောင့်မို့ရှိရေးပြီးတော့ချက်ကြတယ်နော်အဲ့တော့ ့ပြောမယ်ဆိုလို့ရှိရင်ဝဲလို့ပြောမယ်ဆိုအဲဘယ်တလုံးကိုပြောရအောင်နော်ဒီ OE ဝဲလား OA ဝဲလားခုပြောမယ်ပူနဲ့အန်နဲ့ပေါင်းနဲ့ဝဲလားနော်အဲ့တော့ဒီက minute နေကြက်မယ်ဆိုလို့ရှိရင်အဲတိုင်းပါပဲကိုရီးယားစာပြီးရေးပြီးတော့ကြက်ကားပါတယ်နော်အကုန်လုံးချက်ကိုရေးပြီးတော့ကြက်ကားတယ်အလွတ်ကြက်ကားတယ် minute ရမှရမှာနော် minute ရမှရသူများကဟိုဝဲနဲ့ပေါင်းလိုက်လို့အဲ့ဒီဝဲကဘယ်ဝဲလဲဒီကမသိဘူးဟုတ်တယ်မလား ဝဲရ3လုံးတောင်ရှိအောင်သူကဝဲလို့ပြောလိုက်တယ်ဘဲဝဲကိုပြောရတယ်နော်အဲ့တော့အဲကျဥမာဝဲထောလို့စွဲထောလို့ကဲဘဲဝဲနဲ့ပေါင်းပါလေဝဲထောဆိုတဲ့ချက်ဒါဝိတ်တာကိုပြောတယ်စွဲထောဆိုစွဲတာချင်းစွဲတာအင်းကြီးနော်အဲ့လိုမျိုးပေါ့အဲ့လိုပြောလိုက်ပြီဆိုလို့ရှိရင်ချက်ကဝဲဆိုရင်ဘဲဝဲနဲ့ပေါင်းပါလေအဲ့တော့ချက်ကအဲ့လိုမျိုးတီးဖို့ဆိုရင်မင်းနင်းကြမှာပဲရတယ်မင်းနင်းမကြက်လို့မရမင်းနင်းမကြက်ရင်အဲ့ဒီဝဲကိုဘာဝဲနဲ့ပေါင်းပါလေဆိုတာမသိဘူးနော်မင်းနင်းကြက်မှာချက်က ရမှာကိုရစာတီးချေမိနစ်ချက်ကပါတယ်နော်ကဲကြည့်ဟာအားတစ်ခုတီးချေတာဝယ်ပေါ့ဦးနဲ့ချေကိုအဲနဲ့ပေါင်းမယ်နော်ဝယ်ဘာနဲ့ဘာနဲ့ပေါင်းတာလဲဆိုရင်ဦးနဲ့ချေကိုအဲအဲလေးဆိုလို့ရှင်ချေကိုဒီထဲကိုလည်းနဲ့ဝင်လိုက်နော်ဒီထဲကိုဝင်ပြီဒီမှာနော်ဒီမှာသူရေးထားတာနော်တလားပါပါလေးအဲ့တော့ဦးနဲ့ချေကအဲလေးတီးအထဲကိုဝင်လိုက်ပါအဲနဲ့ပေါင်းမယ်ဝယ်အဲ့တော့ဦးအဲဝယ်ဦးအဲဝယ်ဦးအဲဝယ် ော်ပြီနော်အဲ့ကေဝယ်၃လုံးရှိတယ်ဝယ်၃လုံးကိုပြန်ပြောမယ်ဝယ်၃လုံးကဘာလဲဆိုလို့ရှိရင် O နဲ့ပထမဆုံးချိန်ကိုစပြီးတော့ပေါင်းမယ် O နဲ့ A နဲ့ပေါင်းလိုက်တယ်ဝယ် O နဲ့ A နဲ့ပေါင်းလိုက်တယ်ဝယ်နော်ပြီးရင် O နဲ့ E နဲ့ပေါင်းတယ်ဝယ် O နဲ့ E နဲ့ပေါင်းတယ်ဝယ်နောက်တစ်ခါကျအခု U နဲ့ A နဲ့ပေါင်းလိုက်တယ်ဝယ် U နဲ့ A နဲ့ပေါင်းလိုက်တယ်ဝယ်ဟုတ်ပြီနော် နောက်တစ်ခါကြာတော့ o နဲ့ r နဲ့ပေါင်းတဲ့ wa u နဲ့ o နဲ့ပေါင်းရင် wo ရောင်းမြန်နော် o နဲ့ r နဲ့ပေါင်းရင် wa u နဲ့ o နဲ့ပေါင်းရင် wo နော် what တန်လေးရမယ်နော်နောက်တစ်ခုကြာအောင် we 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 အကြောချေဘာနဲ့ဘာနဲ့ပေါင်းပါလဲဆိုရင် u နဲ့ e နဲ့ပေါင်းမယ် u e we u e we နော် u နဲ့ e နဲ့ပေါင်းရင် u e we U E W ဟုတ်ပြီနော်ဟေးဒါဆိုလို့ရှိရင်ပြန်ပြီးပြောမယ်ပြန်ပြီးပြောမယ်သူကဘာနဲ့တူလဲဆိုတောင်းသားတွေအရန်မှားကြတယ်ဘာလဲဆို O နဲ့ E နဲ့ပေါင်းရင် O E W O နဲ့ E နဲ့ပေါင်းရင် U E W ဟေးနော်မှားနိုင်တယ်နော်စကားလုံးနှလုံးကမှားနိုင်တယ်အဲ့အရန်မှားကြပါအကြောင်းသားလေးနော်အဲ့တော့ပြန်ပြောမယ်နော် O နဲ့ E နဲ့ပေါင်းရင် OAB ဝဲ OE ဝဲနော်ပူနဲ့အီနဲ့ပေါင်းရင်ပူအီဝီပူအီဝီနော်ပူနဲ့အီနဲ့ပေါင်းရင်ပူအီဝီကဲအားဆိုလို့ရှိရင်ပြန်ပြောမယ်နော်ပြန်ပြောမယ်တပိုင်းချင်းစီပြန်ပြောမယ်ပေါ့နောက်ဆုံးကတလုံးမဲ့ကျန်တော့နောက်ဆုံးတလုံးကလွယ်တယ်အဲ့တော့ဒီဝတန်လေးလေးကိုချင်မရောအောင်ပြန်ပြောမယ်နော်အရင်ဆုံးချေလို့အိုနဲ့ပေါင်းတဲ့ဝတွေကကြတော့ချေလို့အိုအာအို အာဝါပေါ့ရင်းဆုံးအိုအာနဲ့စာမယ်အိုအာဝါကိုနဲ့အာနဲ့ပေါင်းတယ်အိုအာဝါနောက်ခါကျဝဲအိုအဲဝဲအိုအဲဝဲနော်နောက်တစ်ခါကျတော့ဒီလိုအိုအီဝဲအိုအီဝဲအဲ့ဒါကအိုတွေနဲ့ပေါင်းတာဝါဝဲဝဲဝါဝဲဝဲနော်အဲနောက်တစ်ခါကျဆိုဥတွေနဲ့ပေါင်းတာကြည့်မယ်ဥနဲ့အောနဲ့ပေါင်းရင် ။ဦးနဲ့အောနဲ့ပေါင်းဦးအောဝ။အဲ့တော့ OR ဝနဲ့ပြောင်းပြန် OR ဝဦးအောဝ။ဘောပိုင်နောက်တစ်ခါကျတော့ဝဲ။နောက်ခါကျတော့ဝဲဦးနဲ့အဲနဲ့ပေါင်းတယ်ဝဲ။ဦးနဲ့အဲနဲ့အပေါ်ကျောင်းစီဦးနဲ့အဲနဲ့ပေါင်းတယ်ဝဲ။အဲ့တော့ဒီခြေတို့ကဒီအဲပါလာပြီဆိုလို့ရှိရင်ဒီမှာခြေအဲလေးတွေပါလာပြီဆိုဝဲလို့ခြေတို့တတ်မှတ်လိုက်လို့ရတယ်။ဝဲလို့တတ်မှတ်လို့ရတယ်။နော်။ဦးနဲ့အဲနဲ့ပေါင်းတယ်ဝဲ။အဲ့နောက်မှာ ောက်မှာလဲဦးနဲ့အဲနဲ့ပေါင်းတော့ဝဲပဲတော့ကျူအဲပါလာရင်ဝဲလို့တတ်မှတ်လို့ရတယ်နော်နောက်တစ်ခါကျတော့ဦးနဲ့ဤနဲ့ပေါင်းတယ်ဝီဦးနဲ့ဤနဲ့ပေါင်းတယ်ဝီအဲ့တော့ညာကားရွှေနဲ့ပြောင်းပြန်ပေါ့အပေါ်မှာအိုနဲ့အဲနဲ့အိုနဲ့ဤနဲ့ပေါင်းတော့ဝဲအပေါ်မှာအိုနဲ့ဤနဲ့ပေါင်းတော့ဝဲဒီအောက်မှာကျဦးနဲ့ဤနဲ့ပေါင်းလိုက်တယ်ဝီဦးနဲ့ဤနဲ့ပေါင်းလိုက်တယ်ဝီနော်အဲ့တော့ နည်းနည်းချင်းလေးတွေပဲကြွားတယ်နော်ဒီကြက်လို့ရှိရင်ဒီလိုလေးရကြက်ပေါ့နော်ကိုအစင်တွေလိုကြက်လို့ရတယ်ကိုဖယ်နည်းနည်းချင်းရပို့ပြီးတော့မှတ်မိပဲနော်တခြားနေမဟုတ်ဖယ်နဲ့တခြားနေနဲ့ကြက်လည်းရပဲအတိအကျချင်းစာရသွားလို့ပဲနော်စာကိုမှတ်မိသွားမယ်စာရသွားမယ်ဆိုလို့ရှိရင်ရပြီဖယ်နည်းနဲ့ပဲမှတ်မှတ်နော်အိုနဲ့အာနဲ့ပေါင်းရင်ဝါဦးနဲ့အောနဲ့ပေါင်းရင်ဝောနော်အိုနဲ့အာနဲ့ပေါင်းတော့ဝါဦးနဲ့အောနဲ့ပေါင်းရင်ဝောအဲ့ဒီနှလုံးကချင်းချင်းလေးပေါ့နော်အိုအာဝါဦးအောဝောအခုအိုနဲ့ချိန်တာအဲလေး เนาะကျေဒါအခုမှပေါင်းစပ်သရမှာတင်လိုက်တဲ့ a လေး u နဲ့ a နဲ့ပိုင်းဝဲ u နဲ့ a နဲ့ပိုင်းဝဲနောက်မှလည်း u နဲ့ a နဲ့ပိုင်းဒါကလည်းရှိတာ a ပဲเนาะခုမှတင်ထား a ပဲเนาะဝဲအဲ့တော့ a ပိုင်းရှိတော့ဝဲလို့မှတ်လို့ရတယ်เนาะ a ပါလာရင်ဝဲပေါ့နောက်ခါကျတော့ဒီနှလုံးကားရှင်ចောင်းသားတဲ့အရင်မှတော့အရေးကြီးရယ်เนาะတေချာလေးလုံမယ် u နဲ့ a နဲ့ပိုင်းရင်ဝဲ u နဲ့ a နဲ့ပိုင်းရင်ဝဲ u နဲ့ a နဲ့ပိုင်းရင် we u နဲ့ a နဲ့ပိုင်းရင် we เนาะ ဒါဆိုလို့ရှိရင်နောက်ဆုံးတစ်လုံးသွားမယ်နောက်ဆုံးတစ်လုံးကကြာချေတာ queen 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 ဒီ ut နဲ့ in နဲ့ကိုပေါင်းပြီးတော့ထွက်လာမှာ queen ဆိုပြီးတော့ ut e queen ut e queen နော် queen ဆိုတဲ့တန်လေးနဲ့လာပါမယ် ut e queen ut e queen ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်ခြေတော်ပေါင်းဆက်တရာ7လုံးပေါင်းဆက်တရာ7လုံးကလည်းခြေလွယ်မလို့လို့ ਨੇ အဲနည်းနည်းလေးတော့ခတ်တယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့အေရဲအေရဲအဖြတ်ဖြတ်မယ်နော်အေရဲ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 နော်အမအေရဲအေရဲတရပေါင်းပေါ့ပေါင်းလေးလေးရမတူနော်ဒီအရှိကအေရဲက h နဲ့တူတယ်နော် h လေးလေးပေါ့နော်အေရဲရပလက်တယ်လို့နှစ်ချောင်းနောက်ကအေရဲကတော့ကျေလို့ဒီမြင်းတူလေးအပြင်ကိုထွက်သွားပြီနော်မြင်းတူလေးအပြင်ထွက်နေပြီအေရဲနောက်တစ်ခုဝါ o r ဝါ o r ဝါ อูเอเวอูเอเวอูอีเวอูอีเวอูรีเน่ไปปองเนี่ยวาเวเววาเวเวเนาะอูรีเน่ไปปองมาเอ๊ะถ้าก็จะอูเน่ปองเนี่ยตรงวาเวเวแล้วก็จะอ๋อวอเววีอุยวอเววีอุยนะจะเนี่ยตรงตรงดีอูรีเน่ไปปองเนี่ยอูออวออูออวออูเอเวอูเอเวอูอีวีอูอีวีอูรีเน่ไปปองเนาะ နောက်ဆုံးတော့ကြာဆိုတာ we we ဆိုပြောလိုက် we နော်အဲ့တော့ပေါင်းစပ်တရဆက်တလုံးကဘာတွေလဲဆိုရင်အရဲ့အရဲ့ဝဝဲဝဲဝောဝဲ we we အရဲ့အရဲ့ဝဝဲဝဲဝောဝဲ we we ညမယ်နော်ဟုတ်စဉ်းစားချက်စီရတော့မလို့ပေါ့နော်ရထိုင်လဲကောင်းပါရဲ့အဲချုပ်ဒီတရကိုတွေ့ရနဲ့အတန်တမ်းပြီးတော့ထွက်တတ်ရမယ်နော် တရကိုတွေ့ရနဲ့လို့ပြောမှဆိုရင်ရှေ့ဒါကြောင့်နေထဲမှာတရကိုတွေ့ရနဲ့เนาะဘာတရဆိုတာအတန်လေးကိုတန်းမြောထွက်တန်းရင်ရပြီเนาะအဲဒါဆိုလို့ရှိရင်သူကနည်းနည်းပြောစရာလေးရှိပြေเนาะသူ့ကိုချုပ်ပေါင်းမယ်ပေါ့နာကလိုမျိုးငွေရင်းတရနဲ့ဂျီနဲ့ပေါင်းတယ်လို့မျိုးဒီပေါင်းဆက်တရတွေကိုချုပ်ဂျီနဲ့လိုက်ပေါင်းရမယ်ဒီနေ့လိုက်ပေါင်းမယ်ဆိုတော့သူကဘယ်လိုလာမှာလဲဆိုလို့ရှိရင်သူရဲ့အခြေခံပေါင်းပုံပေါင်းလေးလေးကိုဒီချိန်ပြောပြပါမယ် အဲ့တော့ရှယ်ကိုပြောရမယ်ဆိုတော့အရှိရဟာနေတော့ရှယ်ကိုဘာမှတော့မကွာဘူးပေါ့နော်ဘာမှမကွာအတူတူပဲပါအတူတူပါပဲအတူတူပဲပါအောင်ဖြစ်တယ်အတူတူပါပဲနော်အဲပြောရမယ်ဆိုလို့ရှိရင်ရှယ်ကိုအေနော်အေဒီမှာဆိုတော့အနဲ့ပေါင်းထားရင်အေဟုတ်ခါနဲ့ပေါင်းရင်ဒီရှယ်ကိုဂေပေါ့နော်နားနဲ့ပေါင်းရင်နေခါနဲ့ပေါင်းရင်ဂေလိုမျိုးလေးပဲနော်ပြောရမယ်ဆိုလို့ရှိရင်ဒီအနေရာမှာရှယ်ကရှယ်ကိုပေါင်းလိုက်တဲ့ပြီးရဲ့အတန်လေးအစားထိုးရုံပဲနော်ရှယ်ကိုအနေရာမှာရှယ်ကိုဘာတွေပေါင်းမှာတော့ ခကြီးလေးပေါင်းမယ်ဆိုခနဲ့အဲနဲ့ပေါင်းရင်ခြေဥတာခေပေါ့နော်နကြီးလေးပေါင်းမယ်ဆိုရင်နနဲ့အဲနဲ့ပေါင်းရင်နဲနော်ဓာကြီးပေါင်းမယ်ဆိုရင်ဓာနဲ့အဲနဲ့ပေါင်းရင်ခေရကြီးပေါင်းမယ်ဆိုရင်ရနဲ့အဲနဲ့ပေါင်းရင်ရဟုတ်ပြီနော်ဒီလိုမျိုးလေးနော်ဟောရပလက်တန်ရပလက်တန်ဆိုတော့ကဲအဲ့တော့ရပလက်တန်မှာတော့သူကစဉ်းစားလေးရှိပါတယ်ပေါင်းဆက်တရမှာ ရပလက်တန်ပြန်ထွက်ရတဲ့ဂျီကနှလုံးမဲရှိရနှလုံးမဲရှိရဘာလဲဆိုလို့ရှင်အအနဲ့နောက်တစ်ခါကျတော့ရနဲ့ဒီနှလုံးကပဲရပလက်တန်ပြန်ပြီးထွက်လာတယ်။ကြံတဲ့ဂျီတွေတည်ရပလက်တန်လုံးဝပြန်မထွက်ရဘူး။ချွင်းချက်တန်ရှိရင်ချွင်းချက်တန်ထွက်ကျုပ်ချွင်းချက်တန်ရှိရဲ့သကလုံးတွေမှတ်မိလားမသိဘူး။ဘာလဲနာရီမာရီနောက်နောက်ဖာရီစနောက်စာကနှလုံးပါမယ်နောက်ဖာရီ ောက်ခုချက်ရတာပါတယ်ဒါတွေကချင်းချက်တန်ရှိရယ်နော်အဲ့တော့ဒီချင်းချက်တန်ရှိရဲ့စကလုံးတွေဆိုချက်ကသူ့ရဲ့ချင်းချက်တန်နဲ့ထွက်ပေးရမယ်ချင်းချက်တန်မရှိတဲ့ဘာတွေဓာတွေဈာတွေခြာတွေခါတွေနော်အဲ့ဒီချင်းချက်တန်မရှိတဲ့စကလုံးတွေကိုတော့တချို့ကအပေါ်မှာအဲနဲ့ပေါင်းခဲ့တယ်လို့မျိုးအတန်နဲ့ထွက်မယ်အတန်နဲ့ထွက်မယ်နော်ကဲအဲ့တော့ဥပမာကြည့်ရအောင်ချက်တို့ဒီမှာရဲ အားနဲ့ပေါင်းလဲအားနဲ့ပေါင်းရင်ချေဦးဒီရပလက်တန်နဲ့ထွက်ကမယ်တော့ချေအားနဲ့ပေါင်းလဲတန်ထွက်လေးကရေပဲရပလက်တန်ပြန်ထွက်လို့ရတာကနှလုံးပဲရှိရဲ့အားရေ right နော်အော်ဒီမှာအားနဲ့ပေါင်းတယ်အားနဲ့ပေါင်းတော့တန်ထွက်လေးဒီရေနော်ဟုတ်ပြီသူ့တို့တစ်ချက်ကခားနဲ့ပေါင်းမယ်ခားနဲ့ပေါင်းမယ်ချေဦးခားနဲ့ဘာနဲ့ပေါင်းမှလဲဆိုရင်ချေဦးဒီရေနဲ့ပေါင်းမယ်အဲ့တော့ချေဦးဒီမူရင်းတရမှာဆိုလို့ရှိရင်တော့ချေဦးဒီရပလက်တန်နဲ့ပေါင်းရင်ခရခယောခယူခယူဆိုပြီးရပလက်တန်ကြီးပြန်ထွက်တယ် ပေါင်းဆက်တရမှာရပလက်တန်ပြန်ထွက်လို့ရသည်အနဲ့ရနဲ့နှလုံးမဲရှိတယ်။တန်နာရီလုံအောင်ရပလက်တန်ထွက်လို့မရအောင်ဆိုတော့ကဲဂါးနဲ့ရေနဲ့ပေါင်းရင်ချေအပေါ်မှာဂါးနဲ့ချေကအဲနဲ့ပေါင်းခဲ့တဲ့ဂေဟုတ်တယ်နော်အပေါ်မှာဂါးနဲ့အဲနဲ့ပေါင်းတော့ချေအနေရာလေးမှာဂါးတန်လေးကိုချေအစားထုတ်ပြီးထွက်လိုက်တယ်ဂေဟုတ်ပြီဂါးနဲ့ရေနဲ့ပေါင်းရင်လည်းချေကဂေဆိုတဲ့အတန်လေးပဲထွက်ပါမယ်ဂေရပလက်တန်ပြန်ထွက်ရလားမထွက်ရအောင်နော်ရပလက်တန်မရှိဘူး ဓာနဲ့ချေကိုရေနဲ့ပေါင်းခဲနော်ဟုတ်ပြီဓာနဲ့ချေကိုဒါရေနဲ့ပေါင်းမယ်ဓာနဲ့ရေနဲ့ပေါင်းပါမယ်ခဲအပေါ်မှာချေကိုဓာနဲ့ဓာကိုချေကိုအဲနဲ့ပေါင်းရင်ဓာကိုအဲနဲ့ပေါင်းရင်အနေရာမှာဓာထည့်တယ်နော်ဒီအနေရာမှာလည်းဓာတန်လေးနဲ့ဓာနဲ့အဲနဲ့ပေါင်းရင်ဒဲအဲချေကိုနော်အနဲ့ပေါင်းတော့လွယ်လွယ်လေးကိုချေကိုဖတ်ခဲ့တာလေးဓာနဲ့အဲနဲ့ပေါင်းရင်ဒဲဒါပေမဲ့ရပလက်တန်နဲ့ပေါင်းမယ်ရပလက်တန်ပြန်မထွက်ရအောင်အပေါ်ကအဲနဲ့ပေါင်းတဲ့အတန်တိုင်းပဲထွက်မယ်ဓာနဲ့ ရေနဲ့ပေါင်းရင်ဒေဟာနဲ့ရေနဲ့ပေါင်းရင်ဒေအတန်နဲ့ပြန်ထွက်တယ်ဟုတ်ပြီနော်အဲ့လိုပဲဒေတို့နောက်တစ်ခုနောက်တစ်ခါကျတော့အာမပါစာအဇဇနဲ့ပေါင်းမယ်ဇနဲ့ရေနဲ့ပေါင်းလို့ရှိရင်ခြေတို့တည်အတန်နဲ့ပြန်ထွက်ကြမယ်အပေါ်မှာဇနဲ့အဲနဲ့ပေါင်းတော့ခြေအဲ့တော့အဲ့လိုပဲခြေကဇနဲ့ရေနဲ့ပေါင်းရင်လေခြေဆိုပြီးတော့တတန်နဲ့ပြန်ထွက်ဘာလဲဆိုဒီကြီးတည်ခြေတို့တာ ။လုံးဝရပလက်တန်ပြန်မထွက်ရအောင်ရပလက်တန်ပြန်ထွက်လို့ရနှလုံးမဲရှိရဲ့အာနဲ့ပေါင်းတဲ့ရဲနဲ့ဟုတ်ပြီချေကိုရနဲ့ပေါင်းမယ်။ရနဲ့ချေကိုရဲနဲ့ပေါင်းမယ်။ရနဲ့ရဲနဲ့ပေါင်းချေကိုရရဲရရဲနော်ရရဲဆိုပြောချေကိုရပလက်တန်နဲ့ပါတယ်။ရရဲရရဲနော်ထပ်ထားပဲသူချင်းချက်ရှိရဲ့ကြီးကိုချေချင်းချက်တန်နဲ့ထွက်မယ်။နရဲ့ချင်းချက်တန်ဒီချေတို့ဒါညဟုတ်တယ်နော်။အဲ့တော့နကိုရေနဲ့ပေါင်းလိုက်ရင် ်ငယ်အဲအဲ့လိုမျိုးနော်မရဲ့ချင်းချက်တန်တီးခြေတာမြတ်မကိုရယ်နဲ့ပေါင်းလိုက်ရင်ငယ်ချင်းချက်ရှိရင် ခြေကချင်းချက်တန်နဲ့ထွက်တယ်ချင်းချက်မရှိရင်တော့ခြေတို့တီးအဲနဲ့ပေါင်းတယ်လို့တတန်နဲ့ပြန်ပြောထွက်တယ်နော်တတန်နဲ့ပြန်ပြောပါတယ်ဒါပလက်တန်ပြန်ထွက်ရတဲ့ပြီးကနှလုံးမရှိရဲ့အနဲ့ခြေတို့ရနဲ့နော်ကဲအဲဆိုလို့ရှိရင်ဒီအောက်မှာဆက်ပါအောင်မယ်နော် ပေါင်းတာကတော့ရှေ့ကိုဖြင်းတဲ့ပေါင်းဆက်တရပေါင်းချင်းဆိုပြီးရှေ့ကိုဇရာွက်ကလေးနဲ့ရှေ့ကိုပြင်ပြီးလာမှာနော်ဒါမှရှေ့ကပြည့်အောင်လို့နောက်ခါကျတော့ A A ရကြတော့ရှေ့ကိုအော်နဲ့အင်းနဲ့ပေါင်းထားတဲ့ air ပေါ့။နောက်ပြောရမယ်ဆိုအရှိကဆိုအဲနဲ့အတန်းထွက်လေးကအတူတူပဲထွက်လို့ရနော်။သူ့လည်း air လို့ထွက်လို့ရတာပဲ။နောက်အတန်းထွက်ကတော်တော်သူ့လေ။နောက်ဆိုနည်းနည်းလေးပဲกว่า။သူကလေဟုတ်ပြီကဲအားဆိုလို့ရှိကြအောင်။သူကအရှေ့အနေရလေးမှာရှေ့ကအစားဝင်ပြီးတော့ထွက်ပေးလိုက်ရုံပဲနော်။ တော့ခါးနဲ့ပေါင်းမယ်ဆိုရင်ခါးနဲ့အဲနဲ့ပေါင်းရင်ခြေတာဂဲနော်ဒီအဲနေရာမှာခါးလေးစားထုတ်လိုက်မယ်ဂဲနော်နှာနဲ့အဲနဲ့ပေါင်းမယ်နှာနဲ့အဲနဲ့ပေါင်းလို့ရှင်ခြေတာမဲမဲဟုတ်ပြီနော်ခါးနဲ့အဲနဲ့ပေါင်းရင်ခြေဟုတ်ဂဲနော်ရနဲ့အဲနဲ့ပေါင်းရင်ခြေဟုတ်ရဲဟုတ်ပြီနော်တော့ခြေကအတန်လေးမှာအစားထုတ်ထွက်အောင်ဒီအဲ့ဆိုရပလက်တန်ရောက်လာပြီရပလက်တန်ဆိုနည်းနည်းမှတ်ကအများတယ်ချင်းချက်တန်နေမှာဆိုသူတို့ရဲ့ချင်းချက်တန်နေပြန်ထွက်မယ် ဓာပလက်တန်နဲ့ထွက်လို့ရရသည်အာနဲ့ရနဲ့နှလုံးပဲရှိရကျန်နာရီဒီအပေါ်ကအဲနဲ့ပေါင်းတယ်လို့ပဲတန်နဲ့ပြန်ထွက်မယ်တန်နဲ့ထွက်မယ်နော်ကြည့်ကြရအောင်ခါနဲ့ဒီချေတို့ရယ်နဲ့ပေါင်းမယ်ခါနဲ့ရယ်နဲ့ပေါင်းမယ်အတန်ထွက်လေဒီချေဘယ်လိုပဲပြန်ထွက်မှာဆိုဘဲလို့ပဲပြန်ထွက်မယ်ဟုတ်တယ်နော် ို့တတန်လေးပြန်ထွက်ပါတယ်။ဟိုအပေါ်မှာခါးနဲ့အဲနဲ့ပေါင်းခဲ့တဲ့ဂဲဆိုပဲကျွန်တော်ခါးနဲ့ရေနဲ့ပေါင်းရတယ်။ရပလက်တန်ပြန်မထွက်ရတဲ့အတွက်ကြောင့်မို့လို့ဂဲလို့တတန်လေးပြန်ထွက်ဂဲနော်ခါးနဲ့ရေနဲ့ပေါင်းရလေအတိုင်းပါပဲ။ဟိုပေါင်းဆက်တရမှာရပလက်တန်ပြန်ထွက်ရတဲ့ဒီတီနှလုံးပဲရှိတယ်။တန်တာတွေဒီကျေလို့ခွင်းချက်တန်ရှိရင်ခွင်းချက်တန်နဲ့ထွက်ကြတယ်။ခွင်းချက်တန်မရှိရင်တတန်နဲ့ထွက်ကြတယ်နော်။အဲ့တော့ဓာတ်နဲ့ရေနဲ့ပေါင်းလို့ရှိရင်ကျေလို့ဒါဂဲဂဲ နော်ဒါနဲ့ရဲနဲ့ပေါင်းရင်ခြေကိုဘေးနော်ကဲဆိုလို့ရှိရင်ခြေကိုရမယ်လို့ထင်ဟုတ်ကဲ့ရပလက်တန်နဲ့ပေါင်းမယ်အားနဲ့ရဲနဲ့ပေါင်းဒီမှာပေါင်းထားရပေါ့ရဲနော်ရနဲ့ရဲနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ရရဲနော်ရရဲနော်ရရဲအဲ့တော့ကိုယ်ကကြာကြည့်ရအောင်ဝါတန်လေးနဲ့ပေါင်းမယ်ဝါတန်နော်ဝါတန်နဲ့ပေါင်းမယ်ချက်တစ်ခါရအောင်မှတ်မယ်နော် O နဲ့ R နဲ့ပေါင်းရင် OR D W OR D W အဲ့တော့အဲ့ဒီ W တန်မှာလို့ခြေထောက်ကလွယ်တယ် W လေးတွေဖြုတ်နော် W ခြေ W ဖြုတ်ဒီမှာ W ဖြုတ် W လုံးပဲဖြုတ်မယ်နော်ဒီ W လုံးကိုဖြုတ်ဒီမှာလဲခြေထောက်ကဒီ A ကိုဖြုတ်မယ် O နဲ့ R နဲ့ပေါင်းရင် OR D W အဲ့တော့ခါနဲ့ပေါင်းမယ်အဲ့ဒီနေရာမှာခြေထောက်ကအစားထိုးမယ်ခါကို W နဲ့ပေါင်းရင်ဒီဒီ W နေရာမှာခါလေးအစားထိုးလိုက်တော့ဝါနော်ခါကို OR W နဲ့ပေါင်းရင်ဝါ နာနဲ့ပေါင်းမယ်ဆိုရင်နာအိုအာနွားနော်ဒီနေရာမှာချက်ဝလုံးနေရာမှာချက်ဘာလေးအစားထိုးမှာချက်ပေါင်းလိုက်တာလေးအစားထိုးမယ်နော်နာနဲ့ပေါင်းရင်နွားဟုတ်ပြီဓာနဲ့ပေါင်းလို့ရှိရင်ဒီလိုဝါဝါဒါမယ်နော်သူကလွယ်တယ်နော်ဘာချွင်းချက်မှမရှိဘူးအကုန်လုံးပေါင်းရမှာဘာချွင်းချက်တန်းမှမရှိဘူးနော်ဒီဝနေရာမှာချက်ပေါင်းတဲ့ကြီးလေးတွေအတန်ထွက်လာရင်ရပြီနော်နောက်တစ်ခါကြာချက်တာဝဲ ဝဲနော်ဝဲရကြတော့အဲ့လိုပဲဝါဖြုံမယ်ဒီဝါလေးကိုဖြုတ်နော်ဒီဝါကိုဖြုတ်ပြီးတော့ဒီခြေအနေရာတွေမှာခြေအစားထိုးပြီးတော့ဆိုမယ်အဲ့တော့ O နဲ့ A နဲ့ပေါင်း O A ကဝဲ O A ဝဲဆိုတော့ခြေကခါနဲ့ပေါင်းရင်ခါနဲ့ပေါင်းရင်ခြေဒီဝဲနော်ဒီမှာခါလေးစားထိုးလိုက်ဝဲနော်နှာနဲ့ပေါင်းလို့ရှိရင်ခြေတို့ဒီနွဲနော်ခြေမှာနှာလေးစားထိုးမယ်နော်နှာခြေတို့ဓာနဲ့ပေါင်းလို့ရှိရင်ခြေတို့ဒီ ဝဲနော်ရှင်ဒီမှာဓာလေးကိုအစားထိုးလိုက်မယ်ပေါ့နော်ညမင်းနော်လွယ်တယ်နော်နောက်တစ်ခါကျတော့ဒီချိန်ဝဲဝဲဆိုလဲအတိုင်းမယ်ရှင်ဒီမှာအဖြုံမယ်နော်ဘဝနေရာမှာအစားထိုးမယ်နော်အဲအိုနဲ့အီနဲ့ပေါင်းတော့အိုအီရှင်ဒါဝဲဆိုတော့ခါးနဲ့ပေါင်းလို့ရှိရင်ကဲအစားထိုးလိုက်တော့ခါးလေးတန်ထွက်မယ်ဝဲနော်နှာနဲ့ပေါင်းလို့ရှိရင်နှာအိုအီနွယ်ခါးနဲ့ပေါင်းလို့ရှိရင်ခါအိုအီ လွယ်နော်အဲ့တော့ပေါင်းလိုက်တာကလွယ်တယ်ဟုတ်တယ်နော်ပေါင်းလိုက်တာအချိန်စလုံးနဲ့ညင်တာနဲ့မဖတ်တတ်ဘူးဆိုလို့ရှိရင်တော့မြညာလေးကျင်ပါနော်မြညာလေးကျင်ရမယ်ကျေတို့သရကို အတေချက်ကမယ်ပိုင်အောင်ချက်ကမယ်နော်သရကိုပိုင်အောင်ချက်ကမယ်ပြောလို့ရှိရင်ကျေတို့ပြေးနေတဲ့ကျေတို့ဒါလိုက်ပြီးတော့ပေါင်းเนาะကျေတို့ဒါညင်တာနဲ့ကျေတို့တရလေးရရနဲ့ရပါပြီ OE ကဝယ်ဆိုတာဓာတ်နဲ့ပေါင်းထားတော့တွေပေါ့အဲအဲ့လိုမျိုးလေးเนาะတရရရနဲ့ရတယ်เนาะနောက်တစ်ခုကကျတော့ကျေတို့ wall wall လဲအတိုင်းပဲကျေတို့ဒီမှာ ကလေးဖြုတ်လိုက်မယ်ဖြုတ်ပိုင်းသူ့ရဲ့နေရာမှာဆိုအစားထိုးမယ်ခါနဲ့ပေါင်းရင်ဝေါ်တော့ဒီမှာဆိုခါလေးစားထိုးထွက်မယ်ပေါ့ဝေါ်နှာနဲ့ပေါင်းလို့ရှိရင်နောနှာလေးစားထိုးထွက်မယ်နောဟမ်ဟုတ်ပြီနောက်တစ်ခါကျအောင်ဝဲဝဲဝဲရတယ်အတိုင်းပဲတူတူပဲနော်ချေလွယ်တော့လွယ်တယ်နော်ခါနဲ့ပေါင်းရင်ချေခါလေးအစားထိုးထည့်လိုက်အောင်ပဲဝဲနော်ခါနဲ့ပေါင်းလို့ရှိရင်ချေတော့ဝဲ နှာနဲ့ပေါင်းလို့ရှိရင်ခြေကိုနှွယ်နှာနဲ့ပေါင်းရင်နှွယ်ခြေနဲ့ပေါင်းရင်ခြေတို့ဝဲခြေနဲ့ပေါင်းရင်ဝဲဒါမယ်နော်နောက်တစ်ခွာကြတော့ခြေတို့ဝီဝီဒီဝီရကြတော့ခြေတို့ဘာနဲ့ဘာနဲ့ပေါင်းပါလဲဆိုရင်ဦးနဲ့အီနဲ့ကိုပေါင်းမယ်ဦးနဲ့အီနဲ့ပေါင်းပြီးတော့ခြေတို့ဝီဟုတ်ပြီသူ့လက်ရက်ကဒီဟာလေးဖြုတ်မယ် ထုတ်ပြီးတော့ဒီနေရာလေးခြေဝနေရာအနေရာမှာအစားသွင်းမယ်အဲ့တော့ကဲအနယ်ပေါင်းတော့ we နောက်ခါနယ်ပေါင်းမယ်ဆိုလို့ရှင်အခြေတို့ we နော်နာနယ်ပေါင်းမယ်ဆိုလို့ရှင်အခြေတို့ we နော်ခါနယ်ပေါင်းမယ်ဆိုလို့ရှင်အခြေတို့ we အမေနော်ပြောရလို့ရှင်နောက်တစ်ခါကျတော့ we ပေါ့ we ရကြတော့အလေးထုတ်ပြီးတော့အနေရာမှာဆိုအစားထိုးလိုက်ရပြီနော်ခါနဲ့ခါ would is ဆိုရင်ခြေတို့တာ ်ဝီเนาะနာဥတ်ဤဆိုလို့ရှိရင်ခြေတို့ဒါနွေဘာဥတ်ဤဆိုလို့ရှိရင်ခြေတို့ဝီဆိုပြောเนาะဒါမယ်เนาะအဲဆိုလို့ရှိရင်ပြန်ပြောမယ်အာပေါင်းဆက်တရဆက်တလုံးဘာလဲဆိုရင်အေရေအေရေဝါဝဲဝဲဝောဝဲဝီဝီအေရေအေရေဝါဝဲဝဲဝောဝဲဝီဝီဟုတ်ပြီเนาะအဲဆိုလို့ရှိရင်ခြေတို့ ေးစာလေးရေတို့ဒီပေါင်းဆက်တာတွေကကြက်မယ်အတန်ထွက်တွေတူလာမှုလို့ရေးကြက်မယ်ရေပြောသလိုပါဇက်ကနေဆိုပြီးတော့ကြက်မယ်နော်အဲ့တော့ရေတို့ဒီနောက်ပေါင်းဆက်တာနဲ့ကြီးနဲ့ပေါင်းတဲ့အင်္ဂါစာလေးမှာရေပြန်ပြီးတော့တွေ့ပါမယ်ရောရောကုန်ကတော့အညောတတပါ